ဒီလိုမျိုးနေရာဒေသအသီးသီးမှာရှိတဲ့ဒီလိုထက်တန်းကြောင်းအကြီးတွေကိုဖျက်ဆီးခဲ့တယ်ဆိုတာကိုလက်ရှိနိုင်ငံအတွင်းမှာတာဝန်ထမ်းဆောင်နေစေစတင်နေစေကျွန်ပညာရေးစနစ်နဲ့ကျွန်စနစ်ကိုထူထောင်ဖို့လုပ်နေတဲ့လက်ရှိအစိုးရဝန်ထမ်းခေါင်းစဉ်အောက်ကဆရာဆရာမတွေကိုသိစီဖို့ပါဒီနေ့ကျွန်တော်နဲ့အတူတိုင်းသားနေပြည်တော်မှာရှိတဲ့ထက်တန်းကြောင်းတစ်ခုကိုလေ့လာကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ် ဆိုတော့ဒီထက်တန်းချောင်းမှာပထမဆုံးအမြင်တွေ့လိုက်ရတာကျောင်းပရဝန်တွင်းထဲမှာပဲခုလိုခြုံနယ်ပိတ်ပေါင်းနေအများကြီးကိုတွေ့မြင်နေရတယ်ဗျဆိုတော့ဟိုးရှိတက်တယ်မှာလန်တိုင်းရှိတယ်ထက်တန်းချောင်းလို့အမီပေးထားတဲ့ဒီချောင်းမှာဘာကြောင့်တိတ်ဆိတ်နေတာလဲဘာကြောင့်ခြုံနယ်ပိတ်ပေါင်းတွေနဲ့ဘာကြောင့်တစားပင်လူမျိုးဖြစ်နေရလဲကျွန်တော်လည်းအတူတူလေ့လာကြည့်အောင်ဗျာကျွန်တော်ရဲ့ညာဘက်ချမ်းမှာကျွန်တော်တို့ចောင်းသားတွေ ဒါစုံညီပွဲတော်တွေပါကျင်းပတဲ့ခမ်းမတစ်ခုတွေ့ရမှာဖြစ်တယ်ဗျာဟုတ်ပါလေစုံညီပွဲတော်တွေကျင်းပတဲ့နေရာစည်းဝေးတွေကျင်းပတဲ့နေရာဆိုတော့ကျွန်တော်ရဲ့ဘယ်ဘက်ချမ်းမှာစာသင်ခန်းအရှိကြီးတွေ့ရမှာဖြစ်တယ်ဗျာကျွန်တော်စာသင်ခန်းတွေကိုဝင်အောင်လေ့လာကြည့်အောင် grade 12 a လို့ရေးထားတယ်ဒီနေရာမှာဘာတွေဖြစ်ခဲ့လဲကျောင်းစာသင်ခန်းကျွန်တော်တို့ကလင်းငယ်တွေစာအန်နေတဲ့အတန်တွေကြားနေရမယ်အစားဘာကြောင့် တစားပြင်းလို့၆ကတ်တိတ်ဆိတ်နေတာလေ။ဘာကြောင့်ပြူကျပျက်စီးနေရတာလဲ။ကြောင်ကန်းနဲ့ကိုကျွန်တော်အရင်ဆုံးဝင်လိုက်ပြီ။ဆောဒီမှာကြည်ပေါက်ရတယ်တွေ့တယ်။ပေါ်မှာမှန်ကွဲရတယ်တွေ့တယ်။အချို့ဘရင်းပေါက်တွေမရှိတော့ဘူး။စာသင်ခန်းထဲမှာစာသင်ကုန်းတွေမရှိတော့ဘူး။ကျူးပဲ့ပျက်စီးနေတာပဲကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။ ရှားရတိတ်ဆိတ်လို့နေပါတယ်ဒါကကျွန်တော်တို့မြန်မာနိုင်ငံအတွင်းထဲမှာဖြစ်ပျက်ခဲ့တဲ့တကယ်ဖြစ်ဖြစ်ပါဟုတ်ပြီနောက်ထပ်ခန်းတကန်းကိုလည်းကျွန်တော်ဝင်ရောက်လေ့လာကြည့်တယ်ဒီခန်းထဲမှာလည်းစာသင်ကုန်တွေမရှိဘဲနဲ့အဒီခန်းထဲမှာထပ်တန်းကျောင်းရဲ့ကျောင်းသုံးပစ္စည်းတွေမတွေ့ရဘဲနဲ့ကြည်ပေါက်ရာအနေနဲ့ပဲပြည့်ကျက်နေပါတယ် ထထန်းချောင်းရဲ့စာတင်ခန်းတိုင်းစာတင်ခန်းတိုင်းအတိအထိမှာကြီးပေါက်ရွာတွေလက်နက်ကြီးပေါက်ကွဲမှုကြောင့်ပျက်စီးသွားတဲ့နိုင်ငံတွေကိုအတိုင်းသားမြင်တွေ့နေရပါတယ်။ဒါမှလက်နက်ငယ်နဲ့ပစ်ခတ်လို့ပေါက်သွားတဲ့ပေါက်ရွာတွေမဟုတ်ဘဲနဲ့ဒါမှတကယ်ကျန်းတဲ့လက်နက်မျိုးနဲ့ပစ်ခတ်လို့ပေါက်ကွဲသွားတဲ့ပေါက်ရွာတွေလို့ကျွန်တော်တို့ဒါယူဆရပါတယ်။ဆိုတော့ဒီနေရာတွေကဒါ16လက်နက်ငယ်နဲ့ပစ်ခတ်လို့ ါတိကျတဲ့နေရာလေးလို့ကျွန်တော်ယူဆပါတယ်။အုတ်နိုင်ရန်ဟိုဘက်ဒီဘက် ပောက်ထွက်သွားတဲ့ကြီးရတွေဖြစ်ပါတယ်။ဆိုတော့ဘေးနိုင်ရန်တွေကလည်းအဲဒီကြီးရနဲ့အတူတူပကြရသွားတာပေါ့နော်။အကုန်လုံးအကွဲကျလာတာ။နေရာတိုင်းနေရာတိုင်းမှာကျွန်တော်တို့ကျောင်းတစ်ချောင်းရဲ့အပြင်စင်တွေကိုမတွေ့ရဘဲနဲ့တိုက်ပွဲတစ်ခုမှာဖြစ်ပျက်ခဲ့တဲ့ပျက်စီးခဲ့တဲ့အရာတွေကိုကျွန်တော်တို့တွေ့နေရတယ်။ ဟုတ်ပြီဒီခန်းမှာတော်တော်လေးကိုပျက်စီးကျင်းမသွားတော့ကျွန်တော်တို့ထင်ထင်ရှားရှားတွေ့ရမှာဖြစ်တယ်ပြီးတော့ဒီနေရာမှာချို့တွေနေထိုင်သွားခဲ့ကြတယ်လို့သိရပါတယ်ဘသူတွေနေထိုင်ခဲ့တာလဲကျွန်တော်တို့ကလေးငယ်တွေစာတင်တဲ့အကြောင်းမှာဘသူတွေပျက်စီးခဲ့တာဒီခန်းရှိပါတယ်ဒီဒီခန်းဘသူလဲကျွန်တော်တို့ဆက်ပြီးတော့ကြည့်ရမှာဖြစ်တယ်ဒီစာသင်ခန်းထဲမှာတော့စာသင်ကုန်တွေရှိတယ် ီးတော့ printer scanner လို့ယူဆရတဲ့အပျက်စီးအချို့လည်းကျွန်တော်တို့တွေ့ရတယ်။ Mate to Z လို့လည်းယူဆရတာပေါ့ဗျာ။ဒါကြောင့်သင်ငန်းစာတွေသင်ရတဲ့အားလုံးထိုင်ခဲ့မှုတဲ့ခုံတွေပြိုကျပျက်စီးနေတာတွေ့ရမှာဖြစ်ပါတယ်။ရန်ကိုဝန်နေဖို့ကောင်းတယ်။ရန်ကိုနှမျိုးရန်ကောင်းတယ်။ကျွန်တော်ဗီဒီယိုကိုကြည့်နေတယ်ကျွန်တော်ရဲ့ညီကောင်မောင်မကျွန်တော်ရဲ့မိပါတယ်။ဗီဒီယိုကွန်မန့်မှာ တည်တည်ရှိပြီးခဲ့ပါဒါကျွန်တော်တို့နိုင်ငံရဲ့ထက်တန်းကြောင်းတစ်ခုပါဒီနေရာမှာဘသူတွေနေခဲ့တာလဲဒီနေရာမှာဘသူတွေအခုလိုမျိုးဖြစ်ပြအောင်ဖန်တီးခဲ့တာလဲအချမ်းမဲ့ဖက်စစ်တာသူတို့တွေစစ်ရှုံးပြီးတော့ဆုတ်ခွာတဲ့လမ်းကြောင်းမှာဒီကြောင်းမှာသူတို့တွေနေရာယူတွက်ဆဲခဲ့တယ်လို့ကျွန်တော်တို့သိရတယ်ဒါကျွန်တော်တို့ပြည်သူတွေပိုင်တဲ့ကြောင်းပါဒါကျွန်တော်တို့ကလေးငယ်တွေစတင်တဲ့ကြောင်းပါ တို့တဆွဲခဲ့တယ်ဒီနေရာမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုတော့ဒါဘာပြနေလဲဆိုရင်တို့ဟာကျွန်တော်တို့တိုင်းရင်းသားမိသားစုတွေကျွန်တော်တို့ကလေးငယ်တွေစာတင်တဲ့အကြောင်းကိုတို့တွေတဆွဲခဲ့လို့ဒီနေရာမှာတိုက်ပွဲဖြစ်ပွားခဲ့ရတာပါထုံလင်းကောင်းမဲ့ခြားတော့ဖျားចောင်းကန်နေရာတွေမှာလည်းတို့အခုလိုပဲတဆွဲခဲ့တယ်ပြီးတော့အဲ့ဒီနေရာမှာတိုက်ပွဲဖြစ်စီခဲ့တယ်တို့ဒီနေရာမှာတက်မဆွဲခဲ့ဘူးဆိုရင်ဒီထက်တန်းចောင်းကအခုလိုမျိုး ပျက်စီးစရာလည်းအကြောင်းမရှိဘူးအခုလိုတိုက်ပွဲဖြစ်ပွားစရာလည်းအကြောင်းမရှိဘူးကျွန်တော်တို့အမြဲတမ်းတင်ပြတယ်အမြဲတမ်းပြောပြတယ်စစ်ကိုစစ်နဲ့တူအောင်တိုက်ဖို့လိုတယ်ဆိုတော့သူတို့ဟာကျွန်တော်တို့ရဲ့သားပြည်သူတွေနေတဲ့နေရာဒီမှာတက်ဆွဲတယ်ပြီးတော့ကျွန်တော်တို့ကလင်းငယ်တွေစာတင်တဲ့စာတင်ချောင်းတွေမှာတက်ဆွဲတယ်ပြီးတော့ကျွန်တော်တို့ရဲ့ဒါကိုယ့်ရဲ့ယုံကြည်ရာနေရာအသီးသီးမှာ သူတို့ရေတက်ဆွဲတယ်။တက်ဆွဲပြီးတော့ဒီနေရာမှာခုလိုပဲတိုက်ပွဲဖြစ်တယ်။ပြီးတော့သူတို့ခွေးပြေးဝက်ပြေးပြေးတယ်။အဲ့လိုတိုက်ပွဲဖြစ်တဲ့အချိန်မှာ လေရင်ကနေပြီးတော့ဘုံလာကျဲတာတွေလေရင်ကနေပြက်ခတ်မှုတွေချားတယ်မှာပဲကျွန်တော်တို့ရဲ့ကလေးငယ်တွေစာတင်ခဲ့တဲ့ကျွန်တော်တို့လူငယ်တွေကြောင်တက်ခဲ့ရတဲ့အထက်တန်းကြောင်ကြီးဟာစားပြင်လို့ပျက်စီးဆုပ်ပြတ်သက်သွားတာကိုကျွန်တော်တို့မျက်ဝါးတင်တင်မြင်တွေ့နေရပါတယ် စာသင်ခန်းတွေအကုန်လုံးကပျက်စီးသွားပြီဗျဆိုတော့ဒီတရားခန်းဟာအကြမ်းဖက်စစ်တပ်တဆွဲခဲ့အဖြစ်ပြက်တွေကြောင့်ဒီနေရာမှာပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်ပြီးတော့ဒီနေရာကိုလေနဲ့ပုံကျဲခဲ့တယ်လေနဲ့သူတွေပစ်ချခဲ့တယ် grade 9a grade 9a အလုံးမိုက်ပုံတက်ဖြစ်ပွားခဲ့ရပါပြီဒီနေ့ကျွန်တော်တင်ပြနေတဲ့အကြောင်းအရာတွေဟာအကြမ်းဖက်စစ်တပ်ကျွန်တော်တို့ရဲ့ ကျောင်းတွေမှာတက်ဆွဲပြီးတော့အဲ့ဒီနေရာကိုဖျက်ဆီးခဲ့တယ်ဆိုတာကိုကျွန်တော်ထပ်မံပြီးတော့ကျွန်တော်ရဲ့မိဘပြည်သူတွေကိုတက်သိနေကြတင်ပြနေခြင်းဖြစ်ပါတယ်ဒီနေရာတိကျကိုလည်းကျွန်တော်ဖော်ပြပြီးခြင်းပါတယ်ဒီမှာဆိုရင် find way ဟောင်းလေးတွေရှိတယ်မိဘတွေအမြတ်တနိုးနဲ့ဝယ်ပြီးခဲ့တဲ့အရာတွေအားလုံးပျက်စီးခဲ့ရပါပြီဒီနေရာမှာစာတင်မဲ့သူမရှိတော့ပါဘူးဒါဆိုရင်ကျွန်တော်ဆက်ဆက်ပြီးတော့ထပ်ပြီးတော့စဉ်းစားဖို့လိုတာက ျွန်တော်တိုင်းသားနေမြေတွေမှာတိုင်းရင်းသားကလေးငယ်တွေစာတင်တဲ့ចောင်းတွေကိုသူတို့တွေဟာရွေးချက်ရှိရှိနဲ့ဖြည့်ဆည်းခဲ့တာကို ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။ Syrian movement တွေအနေနဲ့ Syrian လို့ဖို့အတွက်ဆရာဆရာမတွေကိုလည်းကျွန်တော်တို့နှိုးဆော်ခဲ့တာတွေလည်းရှိပါတယ်။ဒါကလေးငယ်တွေကိုစာတင်ဖို့အတွက်သူတို့အကြောင်းပြချက်မျိုးစုံနဲ့သူတို့တွေဒီ Syrian မှာလည်းမပါဝင်ခဲ့တာကိုလည်းကျွန်တော်တို့တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ ဒါပေမဲ့မိမိတို့ရဲ့ယက်တီမှုဟာမိမိတို့နဲ့သာဆိုင်ပါတယ်ကျွန်တော်တိုင်းသားနေမြေတွေမှာရှိတဲ့ခုလိုမျိုးတတန်းကျောင်းမှာကလေးငယ်တွေစာမသင်ရပါဘူးစာမသင်ခဲ့ရတဲ့အပြင်ကိုဒီကျောင်းဆောင်ဒီတတန်းကျောင်းကြီးပျက်စီးဖို့အတွက်တို့တွေဖြက်စီးခဲ့ကြပါတယ်ဒီ white board မှာဒါချို့သောအင်္ဂလိပ်စာလေးတွေကျန်ရှိနေပါသေးတယ်ဒီနေ့ရှာရှာမြင်တွေ့နေရတာလေးတွေရှိပါတယ်ကျမဖက်စစ်တက်ရဲ့ ရုပ်မှာရိုင်းဆိုင်မှုတွေနဲ့ပြီးတော့သူတို့ခွဲခြားဆက်ဆံမှုတွေပြီးတော့သူတို့ဖိနှိပ်မှုတွေသိမြင်နိုင်ဖို့ရည်ကြည်ပါတယ်။ဒါမှလည်းတန်တူအခွင့်အရေးအတွက်မိမိတို့ဘဝလုံခြုံဖို့အတွက်တော်လန်နေခဲ့တဲ့တိုင်းသားလူမျိုးတွေရဲ့အကြောင်းကိုကျွန်တော်တို့ပို့ပြီးတော့နားလည်မှာပါ။သူတို့တွေဘယ်လောက်ထိခံရလဲဆိုတာကိုကျွန်တော်တို့ကိုယ်၌ကိုချင်းစာမိမယ်လို့ယုံကြည်ပါတယ်။ကျောင်းပရဝုံတွင်ထဲမှာပဲ အားလုံးကကျုံ့ပုံများတဲ့ပဲနေရရှိသွားပါတယ်ပြီးတော့ကလေးတွေကစားကွင်းလို့ကျွန်တော်တို့တတ်မှတ်လို့ရတဲ့ဘောလီဘောကွင်းရှိတယ်ဟိုမှာချင်းကွင်းရှိတယ်ဟိုမှာဘောလုံးကွင်းရှိတယ်ဆိုတော့ဒါတွေကလည်းအခုဆိုရင်တော့အကုန်လုံးအားကစားကွင်းတစ်ခုလို့ပြောလို့ရတဲ့အခြေအနေတစ်ခုမှရှိမနေတော့ကျွန်တော်ဒီနေ့အဓိကဖေးချင်တဲ့ message ကတော့ကျွန်တော်တိုင်းသားညီကိုမွန်မွားတွေနဲ့ ခုခွဲခြားဆက်ဆံပြီးတော့အခုလိုမျိုးဖိနှိပ်ဖျက်ဆီးခဲ့တဲ့အကြံဘတ်ဖက်စစ်တက်ဒီလိုမျိုးနေရာဒေသအသီးသီးမှာရှိတဲ့ဒီလိုထတန်းကြောင်းအကြီးတွေကိုဖျက်ဆီးခဲ့တယ်ဆိုတာကိုလက်ရှိနိုင်ငံအတွင်းမှာတာဝန်ထမ်းဆောင်နေစဲစတင်နေစဲကျွန်ပညာရေးစနစ်နဲ့ကျွန်စနစ်ကိုထူထောင်ဖို့လုပ်နေတဲ့လက်ရှိအစိုးရဝန်ထမ်းခေါင်းစဉ်အောက်ကဆရာဆရာမတွေကိုသိစေဖို့ပါဒီလိုထပ်တန်းကြောင်းမှာဒီလို အခြေအနေမျိုးကိုဖြစ်စည်းခံခဲ့ရတယ်ပြီးတော့ဒီမှာတိုက်ပွဲဖြစ်စည်းခဲ့တယ်ကျေးဇူးများတင်ပါတယ်ကျွန်တော်ရေဝရှင်လေးပါ